နားလို့မခေါ်ပါနဲ့သူကကုန်းဘွက်တက်ပြီးရင်ဖြစ်နေတဲ့ကောင်နားဆိုတာရေထဲမှာပဲနေရမယ်ရေမရှိရင်သေမယ်ဆိုတဲ့စီမင်းကိုဘသူကထုတ်ထားတာလဲဒီကောင်နဲ့တာတွေ့တော့သူ့နာမည်ကမတ်စကပါသူ့ကိုနားလို့ခေါ်ရင်တော့ကြိုက်ပါမဟုတ်ဘူးဘာလို့လဲဆိုတော့သူကရေကူးရတာထက်ရှင်ပြင်ပေါ်မှာလမ်းလျှောက်နေရတာကိုဟိုကြိုက်လို့ပဲသူ့ရဲ့ထူးခြားချက်တွေကတာမန်မဟုတ်ဘူးသူက သူ့ရင်ဘတ်စူးတောင်တွေကို လက်လိုအားပြုပြီးကုန်းပေါ်မှာပိုဒီခုံဆွခုံဆွနဲ့သွားနေတာမြင်နေကြငါးတွေလိုရေထဲမှာအချိန်ပြည့်မနေဘူးရေငတ်တယ်လို့ခံစားရမှဒါမှမဟုတ်အရန်ပူလာမှ ရေထဲခဏပြန်ဆင်းပြီးသူ့ရဲ့အရေပြားကိုဆွဆွစေတယ်။သူကလေကိုယ်တော်တရရရှူနိုင်အောင် သူ့ရဲ့ပါဇက်နဲ့လက်ချောင်းထဲမှာအထူးပြုပြောင်းလဲထားနိုင်တယ်။မတ်စကပါတွေက သူတို့နေရာအတွက်အရန်အာပါတယ်။ခြားသီးတကောင်သူ့ပိုင်နဲ့နား ဝေဝဲလာပြီဆိုတာနဲ့စိတ်တူတော့တာပဲသူ့ရဲ့ကြောဆူးတောင်ကြီးတွေကိုအန်နမီထဲကဒိုင်နိုဆောတွေလိုအကုံထောင်ပါဇက်ကြီးကိုအကျယ်ဆုံးဟပြီးရင်တကောင်နဲ့တကောင်နေတဲ့ပြန်ပြီးနပန်းလုံးကြတာဒါဟာရှုံမြင်ပေါ်ကအကြမ်းတမ်းဆုံးတိုက်ပွဲပဲအဖေတယောက်ရဲ့အောက်ဆီဂျင်ဒါကတော့အမိုက်ဆုံးအပိုင်းပဲမတ်စကပါအထီးကမိသားစုထူထောင်ဖို့အတွက်ရှင်နုံထဲမှာယူပုံတံတန်းဥမင်နဲ့ကြီးတစ်ခုကိုတူးပါတယ် ဥမင်ရဲ့အတွင်းနဲ့ဆုံးတနေရာမှာဥတွေအတွက်တီးတန့်ရေကိုကန်းတစ်ခုကိုပြင်ဆင်ထားပါတယ်။ပြဿနာကရှင်လွန်တဲ့ကဥတွေအသက်ရှင်ဖို့အောက်ဆီဂျင်လိုတယ်။ရှင်ထဲမှာကအောက်ဆီဂျင်ကမရှိသလောက်နည်းတယ်။မတ်စကပါအဖေကြီးကဥမင်ထဲကနေအပြင်ကိုတက်လာတယ်။ကုန်းဘော်ကလေတန့်ကို သူ့ပါဇက်နဲ့အားရပါရငုံလိုက်တယ်။ပြီးရင်ဥမင်ထဲကို အမြန်ဆုံးပြန်ဆင်းသွားပြီး သူငုံလာတဲ့လေကို သူ့ဥလေးတွေရှိတဲ့လေကိုခန်းတဲ့ကိုမှုတ်ထည့်ပေးတယ်။ဒီအလောက်ကိုဥတွေမပေါက်မချင်းတနေ့ကိုအကြိမ်ကြိမ်ထက်ခါထက်ခါလှုပ်ပေးနေရတယ်။ဒီကောင်ဟာရိုးရိုးငားတကောင်မဟုတ်ဘူး။ဒါဟာတဘာဝတရားကိုစိန်ခေါ်ပြီးကုန်းပေါ်တက်အိမ်ဆောက်ပြီးတော့ကိုသားသမီးတွေအသက်ရှင်ဖို့ကိုယ်တိုင် အောက်ဆီဂျင်ပန့်လှုပ်ပေးနေတဲ့အကျန်းစားဖခင်တယောက်ပဲ။တဘာဝတရားကတကယ်ကိုထူးဆန်းပြီး လေးစားဖို့ကောင်းပါတယ်